ကျောက်ပြုတ်မျိုးနဲ့ကလဘာကျေးရွာတဝိုက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်တက်ဂျားဖြတ်တိုက်ခိုက်ခံရပြီးတေဆုံမှုတွေရှိတယ်လို့သိရပါဗျ။စက်တင်ဘာ30ရက်မနေ့ပိုင်းအချိန်မှာကျောက်ပြုတ်မျိုးနဲ့ရွာတစ်ကျေးရွာနဲ့ကလဘာရွာနီးတဝိုက်မှာစစ်ကောင်စီရဲ့စစ်ကြောင်းကိုအေအေကဂျားဖြတ်တိုက်ခိုက်ခဲ့တာပါ။စနိုက်ပါနဲ့ပျောက်ကြောင်းပုံစံပြစ်ခံရတော့ကလည်းစစ်တပ်ဘက်ကအရာရှိကြီးတွေပဲတေးတာ။အခုလိုဂျားဖြတ်တိုက်ပြီးနှစ်ဖက်တိုက်ပွဲပြင်းထန်တော့လေအရာရှိတွေပေါင်းဝင်တပ်ဖွဲ့ဝင်တွေအစုလိုက်ပြုံလိုက်သေးတယ်လို့ ရခိုင်စည်ရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်စစ်ကောမရှင်ဘက်ကအထင်အောင်ခဲ့တဲ့အတွက်ရဲတပ်ရင်32တညဝရီရဲဌာနချုပ်နဲ့အခြားအခြေဆိုင်တရင်ဌာနချုပ်တွေကနေလက်နက်ကြီးပစ်ကူတွေပေးခဲ့တယ်လို့သိရပါရယ်အဲ့ဒီနေ့ကစစ်ကြောင်းထိုးဝင်ရောက်လာတဲ့တပ်ကိုကြားဖြတ်တိုက်ခိုက်တဲ့အတွက်တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တာဖြစ်ပါရယ်စစ်ကောမရှင်ကစစ်ကြောင်းတွေခွဲပြီးစစ်ကြောင်းထိုးတက်လာတဲ့အတွက်ချောင်းဝကျေးရွာရုံးမတောင်ချောင်းတစ်ဖက်ကန်းက ဝါရောကျေးရွာတွေရှိတတကံပြည်သူတွေရွှေ့ပြောင်းမှုတွေပြုလုပ်နေကြပါရယ်